အခုကျမ်းပိုင်ကတော့ကပ္ပဝချံခန်းကြီး48ဖြစ်ပါတယ်။ခန်းကြီး48အငယ်1မှ9နောက်တဖန်ယောသတိအဖနာကြောင့်ကိုကြားသဖြင့်တားနှစ်ယောက် မနာရှင်နှင့်အေဖရင်ကိုယူ၍သွား၏။တားယောသလာကြောင့်ကိုယာကုတ်တီကြားလျင် အာထုတ်၍ဂရင်ပေါ်မှထိုင်၏။ထိုအခါယာကုတ်ကအနန္တတကုရှင်ဖျားသခင်သည် ခန္ဓာပြီလူစမျိုး၌ငါအားထင်ရှား၍ ောင်းချီးပေးတော်မူလျက်ငါသည်တင့်ကို တိုးပွားများပြားစေမည်တင့်ကိုများစွာသော လူဖြစ်စေမည်တင်းအမျိုးနွယ်သည်တင့်နောက်မှဤပြည်ကိုအစဉ်အမြဲပိုင်စေခြင်းကငါပေးမည်ဟုမိန်တော်မူ၏တင်းနေသောအဂရုပြည်သို့ငါမရောက်မီအဂရုပြည်၌တင်းရနှင့်သောသားနှစ်ယောက်ဧဖရိနှင့် မနာရှိတို့သည်ငါသားဖြစ်ရမည်ရုဘေနှင့်ရှိမုန်ကဲ့သို့ငါသားဖြစ်ရမည် နောက်မှတင်ရသောသားတို့သည်တင်ဤသားဖြစ်၍မိမိအမွေခံရာတွင်မိမိအကိုတို့အမိဖြင့်တမုတ်ရကြမည်ငါသည်ပါဒနန်ရန်အယက်မှ လာသည်ကာလခန္ဓာပြည်၌ခရီးသွား၍အေဖရမျိုးနှင့်ဤသောအခါတင့်အမိရခေလသည်ငါအနာမှတေရှာ၏တေသောအယက်ဘဲလင်အမိရှိသောအေဖရမျိုးသို့သွားသောလက်၌တင်းကြိုလေသည်ဟုယောသအားဆို၏ အငယ်၈မှ22တပန်ဣဒရလသည်ယောသဤသားတို့ကိုကြည့်ရှု၍ဤသူတို့ကအပေသူနီမေလင်ယောသကဤပြည်၌ကျွန်ုပ်အားဖျားသခင် ပေးသနာတော်မူသောကျွန်ုပ်ဤသားဖြစ်ပါသည်ဟု အဖအားဆိုသော အဖကငါထံသို့ လာပါစေလောသူတို့ကိုငါကောင်းချီးပေးမည်ဟု ဆို၏ဤဒရလသည်အသက်ကြီး၍မျက်စိမှုန်သည်ဖြင့်မမြင်နိုင်သောကြောင့် သားတို့ကိုအနည်းသို့ချင်းကပ်စေ၍ပိုက်ဖက်နှမ်းရှုပ်လေ၏ဣသရေလကလည်းငါသည်တင်ဤမျက်နှာကိုမြင်ရမည်ဟုငါမထင်ယခုတွင်တင်ဤသားတို့ကိုပင်ဘုရားသခင်ပြတော်မူပြီဟုယောသအားဆို၏ယောသသည်လည်းသားတို့ကိုအဖအီးဒူးချာမှထုတ်၍အဖရှိ၌ဥညွတ်ချစေ၏တပန်းယောသသည်သားတို့ကိုယူ၍အေဖရင်ကိုလက်ရလက်နှင့်ကင်လျင် ဣဒေလလက်ဝဲလက်တို့၎င်းမနာရှေကိုလက်ဝဲလက်နှင့်ကင်လျက်ဣဒေလလက်ရလက်တို့၎င်းချင်းကပ်စေ၏မနာရှေသည်တာဥဖြစ်တော်လဲဣဒေလသည်မိမိလက်တို့ကိုဆန့်၍လိမ်မာစွာပဲ့ပြင်လျက်အသက်ငယ်သောသူအေဖရိကောင်းပေါ်မှလက်ရလက်ကိုတင်ပြီးလျင်လက်ဝဲလက်ကို မနာရှေ၏ကောင်းပေါ်မှတင်၏ယောသကိုကောင်းချီးပေးလျက် ငါဖအာဗြဟံနှင့်ဣဇက်ကိုးကွယ်သောဘုရားသခင်ငါကိုတသက်လုံးယနေ့တိုင်အောင်ကျွေးမွေးတော်မူသောဘုရားသခင်ဒီဟုသောငါကိုခတ်သိမ်းသောဘေးဒဏ်ထက်ကကယ်နှုတ်တော်မူသော ကောင်းကင်တမန်သည်ဤသူငယ်တို့ကို ကောင်းချီးပေးတော်မူပါစေသော သူတို့ကိုငါအမိဖြင့်၎င်းငါဖအာဗြဟံနှင့်ဣဇက်၏အမိဖြင့်၎င်းထပ်၍မှဲ့ပါစေသော သူတို့သည်မြေကြီးပေါ်မှအလုံး တိုးပွားများပြားပါစေသောဟု မွဲ့ဆို၏အဖသည်လက်ရလက်ကိုအေဖရိကောင်းပေါ်မှတင်းဒီကို ရောသက်မြင်လင် အာမရသည်ဖြစ်၍မဟုတ်ပါ အဖဤသူသည် သာဥဖြစ်ပါ၏သူ၏ကောင်းပေါ်မှလက်ရလက်ကိုတင်ပါဟုဆိုလေအဖဤလက်ကိုအေဖရင်ကောင်းပေါ်ကမနာရှိကောင်းပေါ်သို့ ပြောင်းခြင်းငါချီလေ၏အဖသည်ညီး၍ငါတိဤငါတာငါတိဤ သူသည်ကြီးစွာသော လူစုဖြစ်လိမ့်မည်သို့တော်လည်းသူညီသည် သူထက်သာ၍ကြီးသည်ဖြင့်သူ၏အမျိုးအနွယ်သည် များစွာသောလူအစုစုဖြစ်လိမ့်မည်ဟုဆို၏တပံဖျားသခင်သည်တင့်ကိုအေဖရင်ကဲ့သို့၎င်းမနာရှေကဲ့သို့၎င်း ဖြစ်စေတော်မူပါစေတော်ဟု၍ဤဒေလအမျိုးသားတို့သည်တင့်အားဖြင့် ကောင်းချီးပေးကြလိမ့်မည်ဟု ထိုနေ့၌သူတို့ကို ကောင်းချီးပေးလေ၏ထို့သောမနာရှိရှိမှအေဖရင်ကို နေရာချသည်ဤတေလကလည်းငါတေတော့မည်သို့တော်လည်းဖျားသခင်သည်တင်တို့ဘဲ၌ရှိပြီတင်တို့ကိုဘူးပေးနေရာ ပြည်တို့တဖန်ဆောင်းတော်မူလိမ့်မည်ထိုမှတပါတင်အကိုတို့အားပေးသည်ထက်တင်အားတာ၍ပေးသောအရာဟုမူကားငါဒါငါလေးဖြင့် ာမောရိအမျိုးသာလက်မှနှုတ်ယူသော အရာကိုတင့်အားငါပေးသည်ဟုယောသက်ကို ပြောဆို၏โอเคနောက်ကျမ်းပိုက်မှာပြန်တွေ့မယ်ဘိုင်ဘိုင်